ာမင်းသူမူဤခလီပုံမြင်များတဲ့မှာချက်ဖကလေးအောက်ဤအိုးဆိုတဲ့တန်စာပုံမြင်လေးကိုဖတ်ပြပါမယ်။ရှိရှိတို့ကအကြောင်းဝါလေးတစ်ကောင်းရင်ငှက်ကြားကလေးတစ်ကောင်းရင်ချက်ဖကလေးတစ်ကောင်းရင်တောင်ကြီးတစ်ခုလေးကအင်္ဂလိပ်တစ်ခုလေးမှနေကြတဲ့နေ့တိုင်းနေ့တိုင်းမိုးလင်းပြီဆိုရင်အကြောင်းဝါကလေးနဲ့ငှက်ကြားကလေးကပေါက်ဆိုင်တွေထမ်းပြီးတောင်းနဲ့ထဲကိုထင်းခုတ်သွားကြတယ်။အိမ်မှာတော့ချက်ဖကလေးတစ်ကောင်းနဲ့ကြံခဲ့တာပေါ့။ သူတို့သွားကနေပြီဆိုရင်ကျဖလေးကိုမှကြားတဲ့တို့များဒေါနတ်သေးကိုထင်းခုတ်သွားမယ်မင်းအိမ်ဆောင်ပြီးနေခဲ့ထမင်းလဲချက်ထားညင်ညင်လဲနေမြေကွေးလာရင်ပရိမောက်ကထမချင်းနေလိုမာခဲ့တဲ့ကြောင်ဝါကလေးနဲ့ငှက်ကြားကလေးထင်းခုတ်ထွက်သွားတာကိုသိရဆိုရင်ပဲမြေကွေးဟာကစုံပေါက်ပြေးလာပြီးပရိမောက်နာမှာထိုင်လို့တချင်းဆိုတဲ့ကျဖကလေးအောက်ကြီးကိုနေမွေးဝတ်လုံးချုံလို့ဘူးဒီနေတွတ်တွတ်အမောက်ထောင်ဘူးကောင်းကြီးကလက်လက်ပြောင်း င်တောင်ဘက်ကိုထွက်ပါခဲ့ပဲစီဂျုံစီပြီးမင်ကွဲ့ကျဖကလေးပြီးမောက်ကထွက်ကြည့်တော့မြေခွေးကအတာဖမ်းပြီးတောထဲကိုပြေးပါလေဩတဲ့ဒီတော့ကျဖကလေးကအော်တယ်ငါ့ကိုမြေခွေးဖမ်းလို့ပြေးမြေမြေဝေးရချာတောင်းကမ်းပါငှက်ကြခဲ့ပါကြောင်းခဲ့ပါတဲ့ကျဖကလေးပေါ်စံကိုကြောင်းဝါကလေးနဲ့ငှက်ကြကလေးတို့ကကြားတော့မြေခွေးကိုအတင်းလိုက်ပြီးကျဖကလေးကိုလူလူကြားတဲ့ ောက်တနေ့ကြောင်ဝါကလေးနဲ့ငှက်ချားကလေးတော်တဲ့ဟူတိခုတ်သွားကန်ပြီးတော့မှပြန်တဲ့ကျဖကလေးကျဖကလေးပရိမောက်ကထွက်မချီလေးနဲ့ဒီနေ့သူအဝေးကြီးသွားရလိမ့်မယ်မင်းော်စံကိုကြားရမှာမဟုတ်ဘူးလို့မှားတဲ့သူတို့လည်းထွက်သွားရောမြေခွေးလည်းရောက်လာပြီးသချင်းစုပြန်တဲ့ကျဖကလေးအပီးကိုငှက်မွေးဝလုံးချုံလို့နီနီတွတ်တွတ်အမောက်ချောင်းဦးကောင်းကြီးကလက်လက်ပြောင်းအိမ်တောင်ဘက်ကိုထွက်ပါခဲ့ ပဲစီဂျုံစီပေးမိကွယ်ဒီတခါတော့ကျမကလေးကမလှုပ်ဘူးတဲ့ငြိမ်နေတာပေါ့ဒီတော့ညီကွေးကတချင်းဆိုပြန်နေကောင်ကလေးများအပြေလွှာဂျုံစီစပါကျဲလို့တော့ကျမအများကောက်လို့စားကျဖကိုကပေးမတော့တဲ့ကျဖကလေးကဗရင်မောက်ကထွက်ကြည့်ပြီးပြောတဲ့ဂျုံစီစပါပေးမတော့ကျဖကိုများမုန်းလို့လားတဲ့ဒီတော့မြေခွေးကအသာဖမ်းထည့်ပြီးကျဖကလေးကို တိုးတဲ့ယူပြေးပြန်ရောကျဖကလေးကအော်ပြန်ရောငောက်ကူမြေခွေးဖမ်းလို့ပြီးမြေဝေးရက်ချတောင်းကောင်းပါငှက်ချားကေပါအကြောင်းကေပါတဲ့ကျောင်းဝကလေးနဲ့ငှက်ချားကလေးဘာကြတော့မြေခွေးနောက်ကိုလိုက်ချတာပေါ့ကျောင်းဝကလေးကမြေပြင်ကပြင်ငှက်ချားကလေးကမိုးပေါ်ကပြန်လာပေါ့မြေခွေးကိုမိတော့ကြောင်ကကုတ်ငှက်ကစိတ်နေကျဖကလေးလွတ်လာရောတဲ့နောက်တနေ့ထင်းခုတ်သွားကနေတော့မှပြန်နေ ကျဖလေးမြေခွေးတန်ချာရင်နားပိတ်ထားပါပရင်မောက်ကလည်းထွက်မကြည့်ပါနဲ့ဒီနေ့တို့ခရိုင်းတက်ဝေးတဲ့တော့ဟုတ်သွားရမယ်ဒီလိုမှာပြီးကြောင်ဝါကလေးနဲ့ငှက်ကြားကလေးတော့နဲ့ကြီးလေးကိုထိန်ခုတ်သွားကြပါရောမြေခွေးလေးခရိုင်းလိုလာပြီးပရင်မောက်အောက်ကတိဆုပြန်ရောတဲ့ကျဖကလေးအောက်ကြီးကိုငှက်မွေးဝက်လုံးချုံလို့နီနီတွတ်တွတ်မောက်ထောင်း ။ဘူကောင်ကြီးကလက်လက်ပြောင်းအိမ်တောင်ဘက်ကိုထွက်ပါခဲ့။ပဲစီဂျုံစီပြင်းပြီးကွဲနေတယ်။ချက်ဖာလီယံကုတ်ပြီးငြိမ်းနေတယ်။ဒီလိုမျိုးကွေးကဆိုပြန်တယ်။ကောင်ကလေးများအပြေးရောဂျုံစီစပါကျဲလို့တော့ကျမအများကောက်လို့စားချက်ဖာကိုကပေးမတော်တဲ့။ဒါနဲ့လေချက်ဖာလေးကမလှုပ်ဘူးတဲ့။အဲဒီလိုမျိုးကွေးကဆိုပြန်တယ်။ ူကြီးတွေဖြက်လို့သွားမြေပဲစီတွေကျဲလို့သွားကျမတွေကောက်လို့စားကျဖားတွေကိုပေးမစားတဲ့အဲ့ဒီမှာကျဖားကလေးလည်းတတိလေးပြီးပရင်းမောက်ကထွက်ချင်ရင်လည်းဆိုတဲ့မြေပဲစီကိုပေးမစားကျဖားတွေကိုမုန်းလို့လားတဲ့မြေခွေးကကျဖားကလေးကိုဒုံးကနေဖန်ချဲပြီးရေမြေဝေးရချာတောင်ကပါစီကိုပြေးပါလေရောတဲ့ကျဖားကလေးလည်းအော်ရာပေါ်အတက်ဖို့ဖြစ်ပြီးအော်ငေးစံပါအောင်အော်ရာပေးတဲ့ ကြောင်းဝကလေးနဲ့ငချားကလေးတို့ကဟိုဒေါ်နတ်ချီတဲ့ကိုရောက်နေတော့မကြားချဘူးပေါ့မိုးချုပ်လို့အိမ်ပြန်လာတော့မှချက်ဖားလည်းမရှိတော့တာကိုတွေ့တဲ့ကျမွေးချက်တောင်ကလေးချုပ်ပြီးကြံနေတာကိုတော့ပရင်မောင်းနာမှာတွေ့တဲ့ဒီတော့အကြောင်းကလေးနဲ့ငက်ကလေးတို့လည်းခြေရခံပြီးလိုက်ကြရပေါ့အကြောင်းကလေးကပြေလို့ငက်ကလေးကပြန်လို့လိုက်ကြရတယ်နောက်ဆုံးကျတော့မြေခွေဝတ်တဲ့တွင်နဲ့ကိုရောက်သွားကြတယ်အဲ့ဒီအခါအကြောင်းကကလေးကတခြင်းဆိုပြီးပလွေကလေးကိုမှုတ်တယ် နောင်ကြီးမြေခွေနေဝတီချူချူအီအီဆိုမယ်လေဝ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 ေနောင်ကြီးညီပါပြင်ကိုများအစာရှာသွားလေသလားဝါ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 တေးစုပလွေတန်မကူကြတော့မြေခွေကတွေးတဲ့ဒီလောက်တော့အီအီချူချူတေးစုပြီးဝေဝေဝုတ်ဝုတ်ပလွေမှုတ်တာဘသူများပါလဲလို့တွေးပြီးတွင်းထဲကထွက်လာတာပေါ့ အပြင်ဘက်ကချောင်းနေတဲ့အကြောင်းလေးငက်ကလည်းတခါတည်းဖန်ထည့်ပြီးကုတ်လိုက်ချစ်လိုက်စိတ်လိုက်ပေါက်လိုက်လို့တော့နာနာရှိတာနဲ့မြေကွေးလေးတုတ်ချေတင်ပြီးထွက်ပြေးရတော့တာပေါ့ဒီတော့မှကြောင်ဝါကလေးနဲ့ငှက်ကြားကလေးဟာချက်ဖားကလေးကိုယူတောင်းလေးရဲ့ထည့်ပြီးထန်းဆောင်သွားကြတယ်အဲဒီကအစားပြီးသူတို့ငွေချင်း၃ယောက်သားဟာတော်နဲ့ကြီးတွေကငှက်ကလေးတွေမှာတင်းတင်းမြတ်မြတ်ပျော့ပျော့ပါပါနေလာလိုက်ကြတာဒီနေ့ ठी ပါလီရောတဲ့